အပြိုမိကလေးတွေမှာဘာကြောင့်တအိမ်ကြနိုင်တာလဲဘယ်အချိန်မှာဆရာဝန်ရဲ့ပြတာတင်တဲ့ဘလူးကာပွဲရမလဲဆိုတာလေးကိုဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးပါတင်ဟာအပြိုမိကလေးတယောက်ဖြစ်ပြီးမိမကူတဝိုက်လေးလံတယ်လို့ဖီအားတက်ရောက်နေတယ်လို့ခံစားရခြင်းထိုင်လိုက်မတက်ရလိုက်တဲ့အခါမှာတခုခုကြနေတယ်လို့ခံစားရခြင်းစီးမကြခဏသွားခြင်းစိတ်ဖြစ်ခြင်းစီးအောင်ထားရခက်ခြင်း မိမကိုဝင်းကျင်ဖို့လက်နဲ့ဆန်းကြည့်ပါပါ အလုံးလိုမျိုးစက်မိတယ်။တအိမ်အဝပြင်ပတို့အနှဲငယ်ထွက်လာခြင်းဒါရီကိုခံစားနေရပြီဆိုပါပါတအိမ်ကြကစားပြုတ်နေပြီလို့သိထားရပါမယ်။အမျိုးသမီးတွေမှာအဖြစ်များတဲ့ဒီပြဿနာဟာအသက်အရွယ်ကြီးဟင်သူတွေခလေးမြများမွေးဖူးသူတွေနဲ့တအိမ်ကြွက်သားအနည်းသူတွေမှာအဖြစ်များပါတယ်။ဒါပေမဲ့အပြုတ်မိန်ကလေးတွေမှာလည်းတအိမ်ကြနိုင်ပါတယ်။ဒါဆိုရင်အပြုတ်မိန်ကလေးတွေမှာဘာကြောင့်တအိမ်ကြနိုင်တာလဲ။ ဘယ်အချိန်မှာဆရာဝန်ရဲ့ပြတာတင်တဲ့ဘလူးကာပွဲရမလဲဆိုတာလေးကိုဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးပါ အပြိုမင်းကလေးတွေမှာဘာကြောင့်တအိမ်ကျနိုင်နေဆိုလို့ရှိရင်မွေးရပါတအိမ်အားနေခြင်းအလေးအပင် များများမှခြင်းပန်းနာရင်ကျဲယောဂရှိပြီးချောင်းမကြာခဏဆိုးနေရခြင်းချောင်းဆိုးရခါမှာနှိမ့်ညက်ပြီးတော့ဆိုးရခြင်းချောင်းဆိုးတရှိခြင်းဟော်မုန်းမနီမြခြင်းအဝါလွန်ခြင်း စည်းဝါးများကိုလူအပ်တီထက်ပုံညှက်ပြီးအချိန်အကြာကြီးတွားနေခြင်းစသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။ဘယ်အချိန်မှဆရာဝန်နဲ့ပြတတ်တဲ့တဲ့။စီးချင်းရခက်ခြင်းမိမက်ကိုတဝိုင်းနာခြင်းခြင်းသို့မဟုတ်အောင့်ခြင်းနေ့စဉ်တောက်ရှားမှုတွေကိုအနှောက်အယှက်ဖြစ်စေခြင်းစတဲ့လက္ခဏာတွေခံစားလာရရင်တော့တာဖွားမိရဲ့အထုခုဆောင်များနဲ့ပြတတ်တဲ့ပါတယ်။ဒါဆိုရင်ဒီလိုမျိုးတအိမ်ကြခြင်းမဖြစ်အောင် အပြိုမင်းကလေးတရားနေနဲ့ဘလူးကဝယ်ရမလဲ။ ကိုအလေးချိန်ထိမ့်ပါဝမ်းမချုပ်စေရန်အမြင်တတ်များများစားပါအလေးပင်မတဲ့အခါမှာနှံကန်တဲ့နီလန်းကိုသုံးပါကျွတ်သားများတန်ပါစေဖို့ကီကဲနီချင်ကန်ကီကဲ exercise လုပ်ပါချောင်းဆိုးခြင်းကိုပိုဆိုးစေနိုင်တာကြောင့်ဆေးလိပ်ဖြတ်ပါဒီ YouTube channel လေးကို subscribe ပြုလုပ်ပြီးအားပေးခဲ့ပါဦးနော်ဒီ video လေးကိုအခြားသောမိတ်ဆွေတငယ်ချင်းတွေကိုလည်းမျှဝေပေးလိုက်ပါဦးဒီ channel တွေကိုလည်းကောမမမိထားလို့ရပါတယ် အပြုမိတ်လေးတွေမှာတအိမ်ကြတာဖြစ်နိုင်ပြီမဲ့တွေးရနေပါတယ်။ကျူတင်ကဘယ်မှပြုလုပ်တဲ့အနေနဲ့ပုံမှန်ကျမ်းမာရေးစီစဉ်မှုတွေကိုလည်းပြုလုပ်တင်ပါတယ်။တအိမ်ကြတာဘုံစောစောသိရင်ကုသရလွယ်ပါတယ်။အကယ်၍အထက်ပါယောဂလက္ခဏာတွေခံစားနေရပါက ရှက်ကြောက်မနေပဲတားဖွားမိရဲ့အထူးပုစံအောင်များနဲ့တိုင်ပင်ပြတတ်ဖို့တိုက်တွန်းလိုက်ရပါတယ်။